ဲ့ plan တွေကို တိတိကျကျပြောပြတယ်ဒီနေ့ငါတို့လီဒူးမှာချန်ပီယံဖြစ်အောင်လုပ်တန်တက်တာကိုသူကလိုချင်တာမဟုတ်ဘူးချန်ပီယံဖြစ်ကိုဖြစ်ရအောင်ဒီဝမ်းကိုတတ်မယ်။တင်းတင်းဖြစ်အောင်သူတိဆောက်မယ်။ဟိုတင်းတင်းနဲ့ညီတဲ့ဒီပတ်မိုးမှုတွေလည်းသူတို့လုပ်ပြီးတယ်။ ဩလက်ရှိဒီမြန်မာဘောလုံးလောကအခြေအနေကတော့ပြောမှလည်းအကုန်လုံးလည်းမြင်နေတိုင်းပဲလေဟိုဒီလိုသင်းတွေအများကြီးပေါ်ထွက်လာရင်လီစင်နဲ့တိုးလာမှာလီစင်နဲ့မြင်လာရင်၄၀ဆင့်တိုးတက်လာမှာအဲ့လိုပြောဟိုအချိန်ဟိုခုပြန်ကောင်းနေပါပြီတနေ့မှတနေ့ပြီးတော့တိုးတက်လာပေါ့ဒီကြောင့်ကိုဗစ်ပြီးတော့နောက်ပိုင်းမှာအာရုံသွားတော့ဘူးလီယာနားလဲခြင်း ီးယားအကျော်မှာတော့ချက်ကုန်စီးနေတဲ့အောင်နေဝင်းရဲ့အဆင့်ရှိတဲ့ပေါင်ပေါင်းကဝင်းနိုင်ထိုးပါဝင်လာဖို့ဘလုံးလောကရဲ့အဆင့်နဲ့လည်းမြင့်တစ်ဆင့်တစ်ဆင့်တက်လာမှာသူတို့ကတော့ကိုမလင်လင်ပြောပြတယ်ဟိုဥက္ကရာတွေကလည်းလူငယ်ဖြစ်တယ်ဟိုဒီဘလုံးနဲ့လည်းသူတို့ကမစိမ့်တဲ့ပုံပုံတွေဆိုတော့ဟိုသူတို့ရဲ့ပလန်တွေကိုတိတိကျကျပြောပြတယ်ဒီနေ့ငါတို့လီဒူးမှာချန်ပီယံဖြစ်အောင်လုပ် တန်တက်တာကိုသူကလိုချင်တာမဟုတ်ဘူးသူကချန်ပီယံဖြစ်ကိုဖြစ်ရအောင်အဲပြီးတော့လီဝမ်ကိုတက်မယ်တင်းတင်းတင်းဖြစ်အောင်သူတီဆောက်မယ်ဟိုတင်းတင်းတင်းနဲ့ညီတဲ့ဒီပတ်မိုးမှုတွေလည်းသူတို့လုပ်ပြီးတယ်ဟိုရှစ်ဆက်ပြီးတော့လည်းအများကြီးလုပ်မှာအဲ့တော့ကျွန်တော်တို့ဟိုကောင်းမွန်တဲ့ကန့်လန့်ချက်တွေအများကြီးရှိတယ်ရှိတဲ့ချိန်မှာโอเคချမယ်ကျွန်တော်ကလည်းဟိုလီဝမ်နေပြီးလီဒူးစင်ရတာကြောတော့ဘယ်လိုပြောမလဲဆိုတော့ပလေယာတယောက်အနေနဲ့အများကြီးစဉ်းစားရတယ်လေဟိုကျွန်တော်လက်ရှိကျင်လဲနေတဲ့ ဒီခြေကြပြီးသားနေရာတစ်ခုစွန့်ပြီးတော့ဒီအတင်းအသစ်ကိုသွားရတဲ့ချိန်မှာကျတော့ဟိုအခါကျတော့မလွယ်ဘူးဒါပေမဲ့ဒီဥက္ကဋ္ဌရင်နဲ့တွေ့ပြီးတဲ့ချိန်မှာโอเคငါတို့ဖိုက်မယ်ချမယ်အဲ့လိုမျိုးနဲ့ဟိုဒီရန်ကုန်စီးတီးကိုရောက်လာပါဗောဒီကတော့ဗျာသူတို့ဖြစ်ချင်တာနဲ့ကျွန်တော်ဖြစ်ချင်တာနဲ့ဖက်လူကြတော့ကျွန်တော်ဒီတင်းကိုကြောင်းလာတယ်ကျွန်တော်ဒီတင်းရဲ့ရရှိပြန်ကြိုက်တယ်ဗောနော်အခုချင်းသားမားတွေရဲ့တွေ့ကြုံလေးတွေကျွန်တော်တို့တွေ့ကြုံလေးတွေပေါင်းဆက်ပြီးတော့အပေါင်းဆုံး ူရမယ်လို့စိတ်လုံးတော့ဖြစ်ဟိုဒီအသင်းမှာဟိုလေ့ကျင့်ခွင့်နေပြီးတော့ဂျင်နေနောက်ဆုံးမှာကာမားနဲ့တက်ဆိုင်နဲ့ဟိုတင်ထောက်ဖို့ပစ္စည်းတွေအများကြီးရှိတယ်ဗျာရှိတော့ကိုလုံးရေလုံးတလောက်တက်မယ်ကောင်းကောင်းအိပ်ရမယ်ကောင်းကောင်းစားရမယ်ဆိုရင်တော့ဗာပြောဘလုံးသမားကိုခုနဥက္ကရာပြောသလိုပေါ့ဘလုံးနဲ့ပတ်သက်တဲ့ကိစ္စပဲတွေးတယ်ဆိုရင်တော့အကုန်လုံးအကုန်လုံးကလူငယ်တွေရောကျွန်တော်တို့ခုလက်ရှိရောက်လာတဲ့တက်တွေရောဟိုဒီ၄၀ဆင့်ရှိတဲ့ပလီယာတွေနဲ့ပေါင်းဆက်ပြီးရင်တော့ဒါ ဘယ်လိုပြောမလဲဆိုတော့မဖြစ်နိုင်တာမရှိဘူးပေါ့ဟိုအသင်းဟိုအသင်းတသင်းနဲ့ပါပါကိုပါမှာပေါ့ပြောမှာဆိုတော့တသင်းနဲ့တသင်းရှူရတာကြတော့ဟိုပလီယာဟိုကိုနှစ်သက်တဲ့ဟိုအသင်းရှင်ရှိမှမရှိမရှိဘူးဟိုကြိုက်တဲ့နေပြရှိရှိမှအဲ့ချိန်မှာဟိုဒီကကိုလက်ရှိကစားနေတဲ့ performance ပုံမျိုးကြီးတာပေါ့ကိုကောင်းနေတော့ဒါအသင်းတော်တော်များများကိုစောင့်ကြည့်နေမှာပဲလေအားဒီကောင်โอเคငါတို့ခေါ်မယ်အဲ့လိုမျိုးပေါ့ဟိုဒီကကိုကကစားသမားလို့ပါတော့ ဟိုကိုလက်ရှိရှိနေတဲ့ခြေစမ်းကိုတွေးနေရမှာပဲလေအဲလိုအဲလိုဖြင်းနေမှာပဲဟိုအသိနေအများကြီးကိုရွေးချယ်ပိုင်ခွင့်ရှိမှာပေါ့ဟိုကိုကမလိုဘူးမကြိုးစားဘူးဆိုရင်တော့အောက်ကနေတော့အောင်ပါပဲအော်လက်ရှိဒီမြမဘောလုံးလောကအခြေအနေကတော့ပြောမယ်ဆိုအကုန်လုံးလည်းမြင်နေတိုင်းပဲလေဟိုဒီလိုအသိနေအများကြီးပေါ်ထွက်လာရင်လီစင်နဲ့တိုးလာမယ်လီစင်နဲ့မြင်လာရင်၄၀စင်တိုးတက်လာမယ်အဲလိုပြောဟိုအချိန်ဟိုပြန်ကောင်းနေပါပြီဟိုဘယ်လိုပြောမှာဆိုတော့ ဒီဟိုကပတ်ပိုးတဲ့လူတွေစိတ်ဝင်စားလေးလေးဟိုဒီ lead စင်တဲ့အမြင့်လာလေးတဲ့အဲ့ချိန်မှာဟိုကျွန်တော်တို့အောက်ကဘလုံးသွားလိုက်နိုင်ဖို့ရည်ကြီးတာပေါ့ကိုလည်းဟိုဝင်လာပါပြီဟိုတနည်းမဲ့တနည်းပြီးတော့တိုးတက်လာပေါ့ဒီကျွန်တော်ကိုဗစ်ပြီးတော့နောက်ပိုင်းမှာအားရုပ်သွားတာပေါ့ဒီကနားလိုက်ချင်းခုနကကျွန်တော်ပြောသလိုပေါ့ဒီ supporting ကောင်းတဲ့အသင်းတွေများလာရင် lead စင်နဲ့တိုးတက်လာမှာဟိုအဲ့လိုများများထွက်ပါစီလို့ပဲကျွန်တော်တို့ကစူတောင်းအောင်ပါပေါ့ဘလုံးသွားအနေနဲ့ ဟိုအသင်းတွေမြန်မာ supporting ကောင်းလာလေဘလုံးမိုက်ခုနပြောဆိုဘလုံးမဲတွေးလို့ရမယ်ကျန်တာတွေးကြရမလို့တော့ဆိုရင်ဒါဟိုဘလုံးကြီးချင်းလည်းတိုးတက်လာမှာဗျာဘာပြောဟိုဘလုံးလောကရဲ့စင်တန်းလည်းမြင်တစင်းတစင်းတက်လာမှာအဲကျွန်တော်တို့ဟိုစိတ်ရှိနေစောင့်ကြည့်ပေးပြီးတော့စောင့်ကြည့်ပေးစီချင်တယ်ဗျာနော်ကျွန်တော်တို့ကအခုမှအစ်စ်ဆိုတော့နေနေတော့အစီအမံပြရလေးတော့ကြုံပါပေါ့ကျွန်တော်တို့တနေ့နေ့တွေတော့အကောင်းဆုံးဖြောင်းတော့ကြိုးစားပါမယ်လို့ပြောချင်ပါတယ် ဟိုငုံစည်းပြည့်တက်တွေပေါ့နော်အားလုံးကျွန်တော်တို့ရောက်လာတဲ့အချိန်အစားပြီးကျွန်တော်တို့လည်းအကောင်းဆုံးအတင်းအကျပ်အကောင်းဆုံးတွေ့ရတော့မယ်လို့ဒီ